မင်္ဂလာပါခင်ဗျာစောင်းဆိုင် channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမှာကတော့ဆ ्याम ကျူရဲ့စေတက်သူများနဲ့တညက်နေဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်စေတက်သူများနဲ့တညက်နေဆလိတ်မိကုံွေများတခြားတစပါလျာကပြက်ွယ်သွားပြီးကွင်းတစ်ခုလုံးတက်ဝင်လှူရှားနေခဲ့သောကစားသမားတို့၏လှူရှားတုံးမှုများသည်တက်ွယ်သွားပြီးအိုဟိဆေဆုတများနဲ့ဆူညံနေခဲ့သောကျမပတ်ဝန်းကျင်တွင် လူမရှိတော့သောထိုင်ကုန်လူများသာကြံတော်ကြီးကစားခွင့်မြခင်ပြင်သည်ယခုတော့တိတ်ဆိတ်လျက်ရှိ၏ထပ်ပေါက်တွင်တရွရွတိုးထွက်နေကြသောလူစုဝေးများရှင်းသွားသည့်အထိဆောက်ရင်ကျမတို့နှစ်ယောက်ခုံတမ်းများစီမှတပြေးပြေးဆင်းလာခဲ့ကြသည်ပေါ်လုံးပွဲပြီးသွားတော့လဲကျမစိတ်ထဲလွတ်လပ်ပေါ်ပါ၍မသွားပါကျမမျှော်လင့်သည့်ကစားကွက်မျိုးကို မမြင်တွေ့ရ၍ပဲလားကျမအာယုံတွင်ယခုတိုင်ဆွဲတင်လျက်ကြံရစ်နေသော ဥယောပါတကွန်ဆိုင်ပွဲဤဘောလုံးကစားဟန်များကြောက်ပဲလားဤချီဆန်းပွဲကိုကျမအားမရပါဘောလုံးပွဲကြည့်ရနေသည်ဟုလည်းမခံစားရပါတီကြားထဲတွင်ကျမတို့အနီမှလူအချို့ကဘောလုံးသမားများကိုပြစ်ပြစ်နက်နက်အော်ဆဲနေတော့ကြောင့်ကျမစိတ်ပြက်နေခဲ့ရသည်တိတ်မရိုင်းတာပဲလှုပ်ခနဲရေရွှေရှုပ်ချလိုက်ပြီးတော့မောင်ကကျမလက်ဖွားကိုတတိပေးသလိုဆုံညှိ့ဤကျမတိတ်ဆိတ်စွာမြို့တိတ်တီးခံ၍ဆက်လက်ကြည့်ရှုခဲ့ရသည်တို့တော့ ောက်တဲ့မိနစ်20အကြာမှာတော့ကျမအနာကလူတွေအော်ဟစ်ဆေးရကြပြန်သည် ကျမရုတ်တရက်ထပြန်ပင်စိတ်ကူးမိပြီးမောင်းကိုတိုင်မင်မိသည်မောင်းကမပြောင်းကျင်ခဲ့ပါဆဲကျင်တလောက်ဆဲပါစီကွာမချားကျင်အောင်ဆောင်နေလိုက်ပေါ့သူတို့ဘယ်တော့ကဆဲကျင်နေမှမသိရယောက်ျားတော်တော်များများကတီလူပဲကွာဘောလုံးပွဲမှာလာလာဆဲကြတာပဲအဲ့ဒီယောက်ျားမျိုးစားတဲ့မှာမောင်းပါနေသလားဟုကျမမယုံတင်ကမေးမိတော့မောင်မျက်မှောင်ကြုတ်၍ငြင်းခဲ့သည် ခြံကြီးစီရကွာကိုဘယ်တော့ကဆက်တက်ဘူးလို့လေအဲ့လိုအောက်တန်းကြတဲ့အစားကိုမပါပါဘူးသူ့ကိုယ်သူကုန်တင်လို့စိတ်ဖြစ်ကာကွယ်လိုက်တော့စကားသည်အခြားလူမျိုးစားကိုစော်ကားလိုက်တယ်လို့ဖြစ်သည်ဟုမောင်တွတ်ဆဟန်မတူပါမောင်စကားကိုသူတို့ကြားပြီးရန်ဖြစ်မှာ ထိုးကြိတ်မှာစိုးရင်သွားတော့ကြောင့်ကျမချက်ချင်းတိတ်ဆိတ်သွားရသည်ထို့တော့ထိုးအုပ်စုသည် ကျမတို့ဤစကားကြိတ်ကြိတ်သူတို့တံများကိုကြားဟန်မတူပါကျမမှာကြည့်နေရသည့်စကားပွဲကို အမလူအမများစိတ်ပြက်တီကတပိုင်းဘေးနာကမယိုင်းနေသောလူများဤအော်ဟစ်စဲဆိုတန်ကိုတုံလောက်စာစိတ်ညစ်နေရတီကတပိုင်းမို့ပွေးမြမြန်ပြီးပါစေဟုဆုတောင်းနေခဲ့သည်ကဘာမှာဒုတိယအစဲရေးခံရဆုံးသောပုံကိုမျိုးစားမှာဘောလုံးသမားများဖြစ်ဟန်တူသည်ယခုတော့ပွဲပြီးသွားပြီကျမလည်းစိတ်ချမ်းသာသွားရပြီကစားခွင့်ခိတ်ပေါက်ဝမ်းမှတဟုတ်ထွက်ရင်နောက်တစ်ခါတော့လာမကြည့်တော့ပါဘူးဟုဆုံးဖြတ်လိုက်သည် ဒီလိုပုံစံမျိုးနဲ့တော့ကွာထိုင်းမပြောနဲ့မော်ဒိုက်ကိုတော့ရှင်းနိုင်မှာမဟုတ်ဘူးညီမပဲကျမဘေးနားမှာကျေလောင်တော့ဝေဖန်သန်ထွက်လာ၏ကျမလှည့်ကြည့်လိုက်တော့အခါမှတ်မိနေသောမျက်နှာတစ်ခုကိုမြင်ရသည်သူပဲသူတို့ပါပဲကျမနာကြီးလက်အောင်ဆဲရီအော်ဟစ်နေခဲ့ကြတာဖြူပွဲဖြူရောကျင်းချက်အင်ကြီးခက်နွမ်းနွမ်းကိုလက်ခောက်တင်လျက်မတိမတက်ဝတ်ဆင်ထားပြီးသပင်ခက်ရှက်ရှက်မျက်ခုံးပပမျက်လုံးကဟိုးချိုက်ထင်းမှာ အရက်တောင်းနေကြမျက်လုံးလိုပင်တွေးကြောများညီနေသည့်မျက်လုံးသူ့မျက်လုံးဖြင့်ကျမအဖက်ကနေလဲကြည့်ကာကျမမောင်နီးတို့တိုးကပ်သွားမိသည်မိမတွေလည်းဘောလုံးဝဲကြည့်လာပြီကွာနော်ကျမအကိုပဲစောင်းမြောင်းလိုသလားတကယ်ပဲအံ့ဩစွာမချက်ချလေသလားမသိပါဘေးကသူ့အုပ်စုဝင်၃ယောက်ကထိုကိစ္စကိုတယောက်တမျိုးစုညံစွာဝေဖန်မှတ်ချက်ပေးနေသည်ကိုကြားရသည်တယောက်အကွက်မပေါ်တော့တော့တယောက်ကအကွက်မပေါ်တော့တော့ပစိုးခပုံစားကို ကြီးကြီးထုတ်ဝဲထား၏တယောက်ကတော့ဘလို့မှမလိုက်ဖက်သည့်အနီရောင်ရှက်အင်းကြီးနဲ့ခရမ်းရောင်ပစိုးနဲ့ဘလို့လူတွေပါလဲသူတို့ရုပ်ကိုကြည့်တော့လည်းနည်းနည်းမှတနာကမမရှိမျက်နှာခက်ချောင်ချောင်လက်ဘင်းမှာဆက်ချီလာအိုးမဲလာခက်မဲမဲအရာဆွန်းတင်းပြကြံနေသေးသည်တယောက်ကတော့တခြားလူတွေလိုအလုတ်ကျန်းလာဟုတ်ပုံမရတိတိတက်တက်မောင်နောက်တစ်ခါကျမလိုက်မကြည့်တော့ကောင်းပါလေဗျာဒီစကားကြားကျင်နေတာကြားပဲ ကျမယောက်ျားသည်မိန်းမနှင့်ယောက်ျားဘယ်နေရာမှအစ်တမ်းမတူညီနိုင်ဘူးအယူဆကိုတသက်လုံးဆွဲကင်လာသူဖြစ်၏ကျမတစားတစားဘောလုံးဝါဒနာပါလာသည်ကို သူများယောက်ျားရဲ့လိုမူတည်တာမပွားနိုင်သူအာမပေးလိုသူဖြစ်၏ဘောလုံးဝဲကြည့်နေတုန်းကျမမေကုန်းတွင်မေးလင်စိတ်မရှိတတ်သူဖြစ်၏ကျမကမိန်းမပြီးပြီးတခါတခါဒိုင်းသူကြီးပေးသည့်ပြစ်ဒဏ်များကိုနားမလည်လိုက်သည့်အခါမျိုးရှိသည် မောင်ကနေအောင်ကွာပြီးမှရှင်းပြမယ်ဟုတူတူပြက်ပြက်ပြောတတ်သည်မိမဆိုတာမိမနေရပဲနေကွာအဆင်ကြွကြော်မလာနဲ့ဤစကားဖြင့်မကြာခဏနှိမ်တက်သူလည်းဖြစ်သည်ကျမကလည်းမောင်ကိုမခန့်ရှင်စိတ်ဖြင့်မောင်နဲ့သူဘလုံးပွဲစီစဉ်ညာကိုရှင်ပြန်၍စောင့်ကြည့်ဖြစ်လေသည်မောင်ထပ်ပို၍ကဲကကျမကဥရောပဖလားဘလုံးပွဲနှင့်စီမီဖိုင်နယ်နှင့်ဖိုင်နယ်ပွဲစဉ်ညာကိုဗီဒီယိုကွေကူးထားလိုက်သေးသည်ဂျာမနီအတင်းတော်မှန်းတည်တော်လဲမောင်ကိုအမြင်ကက်သဖြင့် ချက်အတင်းဖက်မှအားပေးလိုက်သည်အချိန်ဘူကစားပွဲ၌ချက်တင်းခိုးပေးလိုက်ရသောအခါကိုသမားလေးကူပါကိုတနာ၍မဆုံးတော့ပေကိုတို့တစီနဲ့ပြန်ကြမလားကျမကိုကျမတို့ကစားခွင့်အပြင်ဘက်ရောက်သောအခါအနေငယ်မိုးချုံနေပြီကောင်းခင်၌မှောင်တန်းမှုစတင်လာပြီငှက်တဲ့အုပ်ဘူးသားကြီးဘက်မှပြန်တန်းလာကြည့်ကိုမြင်ရသည်ပဝင်းကျင်သည်လှုပ်လှုပ်ရွတ်ရွတ်ဖြစ်နေစေအိမ်အပြန်အလှင်လိုသူများဖြစ်လမ်းမကြီးရှုပ်ထွေးနေသည်ကျမတို့တွင် ကိုပိုင်ကားများအငှားကားများဘတ်ကားများလှည့်မြန်စွာဖြတ်သွားနေကြ၏ဟင်အင်းဘတ်ကားနဲ့ပဲပြန်မယ်ဒီချိန်ဆိုရင်အောင်ဆန်းခွဲမှကြီးမြင့်နိုင်သောအငှားကားမှာအနည်းဆုံး150 180မှအထိရှိတတ်သည်ကျမ၏ကျိုးကြံကြွတာစိတ်ကိုမောင်းတဘောတူလိုက်သည်ဖြင့်ကျမတို့သည်အနွယ်ထာလန်းထိတ်မှစင်ကားဘတ်ကားစောင့်ကြရပါသည်မကြမီပင်ကျမ၏နှမျောစိတ်ကိုကျမကိုယ်တိုင်ပြန်လဲဒေါသထွက်မိတော်သည် မယိုင်းလာသည်ဟုကျမမှတ်ချက်ထားခဲ့သောဆေးရဲသည့်လူအုပ်စုသည် ကျမတို့နှင့်အတူကားဆောင်နေပြီးကျမတို့တက်သည့်43ဘတ်စကားပေါ်တို့လိုက်တက်လာလေတော့ဒီကျမတို့ကဤကြားကဖြင့်မကြကနာပြန်မှုသည်မို့43ကားကြီးတွေလာသည်ကိုမြင်မြင်ချင်းလိုက်ပါရန်ဆုံးဖြတ်ပြီးချက်ချင်းတက်လိုက်တော့ကြောင့်ထိုင်ကုန်နေရာရပါသည်ထို့အုပ်စုကတော့အချင်းချင်းကြွတ်ကြွညာအောင်စကားပြောနေကြပြီးကားစပယ်ယာကအဝေးပြေးအဝေးပြေးအောက်လန်းဟုတက်ခါတက်ခါအော်မှလိုက်တက်လာသည်ဖြစ်တော့ကြောင့် နေရာမရပါသူတို့အုပ်စုကမောင်ဘေးမှာကဲ့၍ရက်ကြည့်နေကြသည်ကျမကမောင်တိအောင်တီးသူစကားဖြင့်တွေ့လားတွေ့လားကိုင်းထဲကလူတွေလေဟုတတိပေးမိ၏မောင်ကမျက်နှာကြည့်မျက်နှာထားဖြင့်ကျမကိုကြည့်လိုက်တော့မှဒုတိယမျက်နှာလွှဲပစ်လိုက်ရသည်ကားရထားပြီးလူစောင့်နေစဉ်မှာသူတို့အုပ်စုသည်အတန်ကြဲကြဲနှင့်စကားပြောလိုက်တယောက်ကိုတယောက်တွန်းထိုးပုတ်ခတ်လိုက်ရဲမောလိုက်ဖြင့်ကားတစ်စီးလုံးသူတို့အတန်ကြီးဖြစ်သည်လူချရဲဆိုတာနာမည်ဆိုတာတိတ်ရတာရှိမှာကွာ ဒိုင်လူကြီးညက်နော်လူချပြက်မှာကွာဒါမှမှတ်မှာဈေးမဲ့ပွဲတော့ကကြည်ပါလားဘလောက်ညက်လဲအားကစားစိတ်သက်ဆိုတာနှစ်ဖက်လုံးညီမကောင်းတာပါကွာဟိုဘက်ကညက်နော်ဘာအားကစားစိတ်သက်မှထားမနေနိုင်ဘူးတွေ့တာတွေ့ဖယားဖယားကျမကြီးဝတ်ကြွေးသည်တလန်းလုံးတောက်လျှောက်လိုက်ပါလာတော့မှထင်ပါရဲ့သူတို့ကိုကလည်းချွေးစော်ဖြစ်အောက်တိုးတိုးအနက်နက်နေသည်ဟုထင်ရသည်အခုနေများအငားကားလေးနဲ့အိမ်ပြန်လိုက်ရလဲဘလောက်လွတ်လပ်လိုက်မလဲတို့တော့ထိုင်ကုန်နေရာလေးကိုလည်းနှမျောနေပြန်ပြီ ဝေဒီက90မြင်ရကိုလဲနှမျောနေပြန်သည်။အိုးဘာပဲဖြစ်ဖြစ်ပေါ့ကနပါပဲပြီးရင်ကိုလန်းကိုသွားကြမှာ။ကံကောင်းထောက်မှစွာလူမပြည့်တပြည့်အချိန်မှာပင်ကားဆက်တင်ဆက်နိုးကထွက်ခွာလေသည်။အနှောရထားလမ်းမပေါ်မှာရန်ကုန်တမျိုးလုံးကလူတွေလမ်းလျှောက်နေတယ်လို့ပင်ရှုပ်ထွေးများပြားလာသည်။ဈေးတင်များဤအဟဲတန်များမှလည်းစူညံနေ၏။ကားသည်တဖြည်းဖြည်းပို၍ပို၍မြင်လာသောအခါအတံပလန်များသည် ခလန်းလန်းမှကြံရစ်ခဲ့သည် ကျမတို့ကားထဲမှာစကားတံများသာကြံတော်သည် ကျမတက်ပြင်းတစ်ချက်ရှိုက်လိုက်တော့မှမောင်ကလှဲကြည့်၏ကျမစိတ်ချင်းကြက်နေခဲ့သည်ကိုရိမ့်မိရန်ဖြင့်ကျမကိုပြုံးပြသည်မှတ်တိုင်လေးငါးခုအလွန်မှာတော့မမျောလင့်ပဲဘတ်စကားကြီးထိုးရက်သွားလေသည်ပထမတော့ကျမမှလူဆောင်တည်ယူထင်နေသည်တို့တော့စပယ်ယာကဒစိမ့်လောက်ပြို့မွင်ကားလေးဆားလိုက်ကြရအောင်ဟာသားဖြင့်အတိပေးတော့မှကားပြတ်မှန်းတရတော်သည်ကျမတော်တော်ကိုစိတ်ညစ်သွားပါသည်လူတွေစိတ်လွတ်တုံကောကားပြတ်ဆက်နိုးလာပါမလား ဆက်မနှုတ်ရင်ဘယ်နဲ့လုံးမလဲနောက်ထပ်ကားစီးဆောင်ဖို့ကမလွယ်ပါကဲကဲစဉ်းထွန်းကြအောင်ဟိကျမတို့အနာမမတ်တက်ရက်နေတော့အုပ်စုကကဟာဟာရင်မောလေးဆင်းသွားဤဟုတ်တာပေါ့တွန်းကြည့်ရမှာပေါ့ကံကောင်းရင်လည်းဆက်နှိုးလာမှာပေါ့လူတချို့ထက်ဆင်းသွားကြသည် တို့တော့ထိုင်ကုန်တွေမှာတော့လူအပြစ်ကြံနေစေမောင်စင်းဦးလားကျမမောင်ကိုခက်တွတ်တွတ်မေးတော့မောင်ကောင်းခါရမ်းပြသည်တို့မဲ့သူတွေအများကြီးပါကွာကျမမျက်နှာနှွေးကနေပူသွားပါသည် ဒါပေမဲ့မတွဲအောင်ဆင်းပြီးမှကောင်းမှာပေါ်မောင်ရဲ့တိုးမဲ့လူတွေအားနာစရာခက်ကြိတ်ကြိတ်အပြစ်တင်ပြီးတော့အခါမောင်ဥဒေါသမျက်လုံးအကြည့်ကိုကျမရလေသည်ကျမမျက်နှာလွှဲလိုက်ရသည်ကားနောက်ဘက်မှပဒင်းတို့ကောင်းပြူကြည့်လိုက်တော့နောက်ဘက်မှ လူချိုးကတွန်းနေကြပြီကျမထိုင်နေရတာလက်ပြမတန့်စွာခံစားရသည်ကျမဆင်းသွားလိုက်ရမလားဟုစဉ်းစားသိ၏ကားပေါ်မှာဆင်းသည့်အုပ်စုတွင်မိမတယောက်မှမပါတော့ကြောင်းကျမဆင်းသွားလျင် လူရဲမောစရာဖြစ်လင်မလားဟုစိုးရိမ်မိသည်လူရဲသည်မရဲသည်ကနောက်ထားပေါင်းနေကျမအရင်ရန်ဖြစ်မှတေချာသည်ကျမကားတွင်မှာဟိုဟိုဒီဒီအကဲခတ်ကြည့်မိ၏ထိုင်ကုန်းတွင်ထိုင်နေကြသူများတွင်ယောက်ျားတော်တော်များများပါသည်မျိုးသမီးနှစ်ယောက်သုံးယောက်ပါ၏သူယောက်ျားများသည်အခြားသူတွေအောက်ဆင်းပြီးကားစွန်းနေချိန်တွင်ထိုင်ကုန်းမှာဟမ်မပြတ်ထိုင်နေလေသည်ဟုကျမအံ့ဩမိ၏တို့တော့ဟမ်မပြတ်တော့မဟုတ်ပါ တချို့မှာဟန်ပြတ်နေ၏ဟိုဘက်လှည့်ရမလို့ဒီဘက်လှည့်ရမလို့ ခေါင်းတဆောင်ဆောင်ဖြင့်မတတ်မတားထိုင်နေသူများလည်းပါဝင်သည်သူတို့ကျမလိုပင်လက်ပြမလုံတာတေကြသည်တို့သောထာစင်းပြီးသွန်ပေးဖို့အထိစိတ်ကောင်းရှိဟန်မတူခြင်းတချို့ကတော့ဤကိစ္စသည်မိမိနှင့်မဆိုင်သလိုအမူအရာမျိုးပင်ရှိသည်လက်ပြစမ်းတန့်ပင်ဆက်ထိုင်နေလေသည်စင်းသွန်ရသည့်သူတွေမှာပဲကားပြတ်သည့်အတွက်တာဝန်ရှိနေသလိုလိုမိမိတို့မှာတော့ဘာတာဝန်မှမရှိသလိုကြည်စမ်းကြောက်ကြားတွေဖြစ်ပြီးနေနိုင်လိုက်တာမောင်းမျက်နှာထားကိုကဲခတ်မိသောအခါ ကျမပို့ရွေးပင်အော်သွားရသည် ပေါင်းသည်ဟန်မပြက်နေနိုင်ပါလားပေါင်းကကျမမျက်လုံးအမူအရာကိုရိမ့်မိရန်သူသည်မင်းကဘာဖြစ်နေတယ်လဲဟုခက်ငေါငေါင်ပေးလေသည်ကားကြီးကအကြီးကြီးမောင်ရဲ့ဟိုမှာလူတွေတွန်းနေရပြီတဲဒီမိမကားဒီတဖြည်းဖြည်းလှုပ်လာပြီးနောက်ရှေ့သူတရွေ့ရွေ့တိုးသွားသည်ကားရှိပိုင်းမှာယောက်ျားချို့သည်ဘမလဲပဲကားရှိသူမျက်နှာလဲကစုပြုံရက်နေချစုပြုံရက်နေချသည်ကိုလေကျမတတိထားမိသည် လူတွေဟာမငင်း လူတွေဟာမကြီးများဘူးဟုကျမတွေးမိတော့လေသူမကြီးများသည့်လူတန်းစားများအထက်မှာကျမလည်းပါနေပါသည်။အိုးပါဆိုင်လေကျမကမိမမိမတယောက်ကယောက်ျားရီနဲ့သူကာစင်တွန်းဖို့ဘလို့မှမဖြစ်နိုင်ဘူး။ထိုကနေ့၌ကျမ၏စင်ကြီးကိုကျမပြန်၍ရဲချင်သွား၏။ဘာလဲ။နေရာတကာမှာမိမဟာယောက်ျားနဲ့တန်းသူအခွင့်အရေးရတဲ့တယ်ဟုတောင်းဆိုလာခဲ့သည့်မိမ။အခုဒီခါမျိုးမှာတော့ဘာလို့အခွင့်အရေးမတူရပြန်တာလဲ။ဘာဖြစ်လို့အားနွယ်သည့်မိန်းကလေးဖြစ်ပေကက်နေခဲ့ပါသလဲ။ ကျမဆင်းသွားလိုက်လင်ဘာဖြစ်သွားမှာမဟုတ်လို့လေထိုခဏ၌ကျမဥကောင်းထက်တွင် တခုခုကဖိနှိပ်ထားသလိုလေးလံလာသည်ကျမကိုခဏမှလည်းမလုံမလဲစိတ်ဖြင့်တောင့်တောင့်ကြီးဖြစ်လာသည်ညာတံပေး၍တွန်းနေကြသည့်အတံများနှင့်အတူကားကတည်းအီအီလှုပ်လာပြီးရှေ့သို့တိုးတိုးသွားချိန်မှာကျမကိုခဏသည်ကားကြီးတစ်ခုလုံးကိုထမ်းဖို့ရသလိုလေးလံလာသည်ကျမမနေသားသောသဖြင့်ရုတ်တရက်မတက်ထားလိုက်မိသည်မောင်က ပြုံးကနေမော့ကြည့်ပါသည် ဘာစင်းလုံးမလို့တော့စင်းမလို့ဟာမင်းယူနေလားဒါမင်းလုံးမဟုတ်ပဲရပြီသားနေရလေးပျောက်သွားအောင်မယ်ထိုခဏကျမဒီလေးရဲမှာကိုခန္ဓာတစ်ခုလုံးလွင့်ပြေပြက်ွယ်သွားပါစေဟုတန်တာမိသည်ကျမဘဝမှာမောင်းတွက်တခါမှဒီလောက်မရှက်ဘူးဟုထင်ပါသည်လက်ဆက်တက်တော့ကားဘဝမစင်းတာဟာနေရာပြောက်မှာဆိုလို့လေဖျားဖျားဒီလောက်ခီးတို့အချိန်တို့ကလေးမှာမောင်းဟာနေရာကိုတတ်မှတ်နေခဲ့တယ်ပေါ့ မောင်ဦးဒေါသတကြီးဆွဲချထိုင်ခိုင်းမှုကြောင့်လားကျမကိုခန္ဓာကပဲအာအင်တွေကုန်ခန်းသွားလို့လားမသိပါကျမထိုင်ကုန်ပေါ်သို့ထိုင်လျက်ကျသွားပါသည်ထိုအချိန်မှာတွင်ကားဆက်နိုးတန်ပြန်လဲထွက်ပေါ်လာပြီးရေကနေပျော်ရွှင်စွာအော်ဟစ်တံများကြားရသည်ထို့နောက်သူတို့အားလုံးကားပေါ်သို့ ကမျောကတော့ပြန်တက်လာကြသည်ဘောလုံးပွဲတွင်ဆေးရီတိုင်းထားသည့်လူအုပ်စုက ကားရှိတကားပေါင်းမှတက်လာကြသည်ဖြစ်၍ရှေ့ပိုင်းမှာပင်ကျက်နေကြပါသည်ကျမနှင့်မျက်နှာချင်းဆိုင်ဖြစ်နေသောထိုအုပ်စုသည် စောစောကလိုပင်စားနောက်ပြေမောချနေသည့်များအတိုင်းဖြစ်သည်သူတို့စင်တွန်းချိန်တွင် ထိုင်ချန်ရိတ်ခဲ့သည့်လူစုရှိနေပါလားဟုဒေါသဖြစ်မိဟန်လည်းမရှိဒေါသဖြစ်ခဲ့လင်းလေကားတုံးတုံးကဆေးရည်တိုင်းထားခဲ့ရောပေါ့ဒေါသတွေကောင်းခဲ့ရောပေါ့ဒီလိုဆိုပြန်တော့လေဆေးရည်သည့်ဤကအကောင်းသားပါလားကားသည်ဆက်တံမှန်လာပြီးနေရာမှထွက်ခွာလေသည်သူတို့ကကားစင်တွန်းပြီးကျမတို့ဘာဖြစ်လို့အေးစစ်စစ်ထိုင်ချန်ရိတ်ရသလဲလမ်းတစ်လျှောက်လုံးကျမမျက်နာပူစွာခက်ရှက်ရှက်ဖြစ်နေ၏ တခုတခြားသည်ကတော့ကားစင်းသွင်းကြသူအလုံးသည်မတ်တက်ရက်စီးကြသူများသာဖြစ်ကြသည်သူတို့အတွက်ကားပေါ်ကဆင်းရခြင်းဟုသည် အဖြစ်သည်ဟန်မထူဆန်းခြင်းငကိုယ်တည်းကနေရမရခဲ့သောကြောင့်ဖြစ်သည်ဒါပေမဲ့ဒီကားကြီးပြည့်ရင်းနေမှုအတွက်သူတို့သာတာဝန်ရှိသည်မဟုတ်ပါထိုင်နေသူများတွင်လည်းတာဝန်ရှိသည်ဟုသောအသည့်တို့သူတို့ထဲမှာမရှိဘူးလားရှိတော့ရှိမှာပါတို့တော့တိတ်တွယ်ကနေ၍အကြောင်းမထူလာဘူးဟုမြင်သွားလို့လားတို့မဟုတ် ငါတို့တက်နိုင်သလောက်တော့လုပ်ပေးပါမယ်လေဟူသောစေတနာကြောက်ပဲလားသို့မဟုတ်မတက်ရက်စီးနေသည့်လူသန်းစားကသာကားသွင်းရန်ပို၍တင်တော်ပါမည်ဟုကျိုးနွန်စွာအကျင့်ပါနေလိုပဲလားဘာပဲဖြစ်ဖြစ်ကျမနှာခေါင်းရှုပ်အပြစ်တင်ခဲ့သောအုပ်စုကပေါ်ပါတက်လက်စာဆင်း၍ကားတုံးခဲ့သည့်အဖြစ်ကြောင့်ကျမပို၍ပင်မလုံမလဲဖြစ်ရပါသည်ထို့အခါကျမတို့ထိုင်ကြံရည်သူများဘက်မှစင်ကြီးတစ်ခုခုကိုရှာတွေ့ရန်ကျမအပြင်းထန်စူးစမ်းယူမိသည်ယောက်ျားကြီးကြီးတွေယောက်ျားငယ်ငယ်တွေ ျမတို့မိမတွေရဲ့ပါဝင်ထိုင်နေသူအားလုံးဘာကြောက်စင်မတွန်းကြသလဲတာဝန်တိစိတ်မရှိလို့တော့မဟုတ်နိုင်ပါဘူးနော်အချောင်းကိုချင်းစိတ်ကြောက်တော့လည်းမဟုတ်နိုင်ဘူးထင်ပါရဲ့ကိုမလှုပ်လင်လဲလုံမိသူရှိနေကြောင်းကိုသိနေခဲ့လို့ပဲဖြစ်မိထို့တို့တွေးယူလိုက်တော့အခါကျမနေရထိုင်ရတာနည်းနည်းတက်တာသွားသလိုရှိ၏တော်ပါသေးရဲ့ငါနဲ့စောစောတုန်းကတော့ဒီလိုအတွေ့အမျိုးတွေးလိုက်ပါတော့လားဖို့ဒီလိုသာဆိုရင်ကျမမောင်နဲ့ရန်ဖြစ်ပြီးထိုင်ရမှထားရမိမိမဟုတ်ပေကျမမျက်စိကြီးက ရှေးအုပ်စုထဲရောက်သွားပြန်၏ဒီတခါတော့ရှက်အင်းကြီးအနီရောင်ဝတ်ထားသည့်လူနှစ်ကျမအကြည့်ချင်းဆောင်သွားသည်သူကျမကိုတော်တော်ကြာအောင်ကြည့်နေလေသည်ဘလို့ကြည့်ပါလဲဘောလုံးပွဲမှာတွေ့ခဲ့သည့်မိမဟုမှတ်မိသည့်အကြည့်လားမိမတွေမိမတွေလည်းဘောလုံးပွဲလာကြည့်တာကိုဟုသည့်အတိမတ်ပြုသည့်အကြည့်လားမဟုတ်ပါဒီထက်ပိုပါသည်တယောလောင်ပြောင်သောအကြည့်လားကားကိုဆင်းတွန်းလိုက်တာကြုတ်တို့ပြကြုတ်တို့ကြောင့်ခမည်းအိမ်တွေမပြတ်တာဟုခေါင်းဖော်လိုသည့်အကြည့်လားတော့မဟုတ် အချောင်းကိုသမားများမှမကြင်မနဲ့ဆွဆွဲလိုသည့်အကြည်လားထိုခဏ၌ကျမရခင်ကားလိုပင်မျက်နာပုံလေးပြန်လာကမလုံမလဲခံစားအပြန်သည်ကျမကားပတင်းဘတ်တို့မျက်နာလွှဲပစ်လိုက်ရသည်အိုးသူတို့တွေသာကားပေါ်မှာထိုင်စရာနေရာရခဲ့မယ်ဆိုရင်သူတို့လည်းကားကိုစဉ်တော့မှမဟုတ်ပါဘူးငါတို့လိုပဲထိုင်ကြနေခဲ့မှာပဲစိတ်ကူးဖြစ်နေထားပြောင်းကမှန်းဆတွေးကြည့်ပြီး နောက်ပင်သက်တစ်ချက်ရှိုက်မိသွားသည်ဤအဖြစ်သည်အမှန်ဖြစ်ချင်မှဖြစ်မည်တို့မဟုတ် မှားခြင်းလည်းမှားနိုင်ပြီဒါမျိုးမှန်းစကြည့်ရုံနဲ့အဖြစ်တည်ကောင်းသည့်ပု္ပ္ပာမျိုးမဟုတ်ချင်းဂျူစစ်တပ်သူများနဲ့တညက်နီဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ဒီဝတ္ထုတိုလေးကိုနားဆင်ရင်အတွေ့အကြုံတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်နားဆင်ပြီးသူရောက်စီတိုင်းရောက်စီတိုင်းကိုအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာကိုကျမ်းပါပြီးကိုချမ်းသာစိတ်ချမ်းပါကြပါစေတင်ဆက်သူကျွန်တော်စောအောင်ဖြစ်ပါတယ်ခင်ဗျာ